ီကိုတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမခိတ်ကနေပြန်လဲကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့ကလပ်ကပဖလားဒုတိယနေ့မှာရှင်ပြိုင်ကစားသွားမယ့်ပွဲစဉ်တွေအကြောင်းကိုတုံ့တက်ပေးချင်ပါသေးတယ်ဒီပွဲစဉ်တွေကိုကျွန်တော်တို့စီမှာတနင်္လာညဘက်အင်္ဂါမနေ့အစောပိုင်းမှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ဇွန်လ18ရက်အင်္ဂါနေ့မနေ့တနာရီခွဲမှာချဲစီနဲ့ LAFC မနေ့၄နာရီခွဲမှာဘိုကာဂျူနီယာနဲ့ဘင်ဖီကာမနေ့9နာရီခွဲမှာဖလာမင်ဂိုနဲ့ထူနစ် မနက်7:00နာရီခွဲမှာ Fluminis နဲ့ Dortmund တို့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ည7:00နာရီခွဲမှာကစားမဲ့ Chelsea နဲ့ LAFC တို့ပွဲစဉ်ကနှစ်သင်းကြားမှာတော့အနေထားချင်းကွာဟလွန်ပါတယ်။ LAFC မှာ Chelsea တိုက်စစ်မှုဟောင်းပြီးတော့ရှိနေပေမဲ့နှစ်သင်းကြားကစားသမားအင်အားချင်းကွာဟလွန်တာကြောင့် Chelsea အတွက်တော့လွယ်ကူတဲ့နိုင်ပွဲဖြစ်လာမှာအသေးချပါပဲ။ ရာဇီလီကိုဥဆောင်နေတဲ့ဖလာမင်ဂိုနဲ့တူနီရှားကလပ်တူနစ်ရဲ့ပွဲကလည်းအနေအထားချင်းကွာခြားလွန်းတာကြောင့်ဖလာမင်ဂိုပဲအနိုင်ရဖို့များပါတယ်။အာဂျင်တီးနားအင်အားကြီးအသင်းဖြစ်တဲ့ဘိုကာဂျူနီယာနဲ့ဘယ်ဖီကာဘရာဇီးအင်အားကြီးဖလူမီနီစ်နဲ့ဒေါ်မွန်တို့ပွဲစဉ်တွေကတော့ဒုတိယနေ့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ခြေရည်သူတဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။ဘိုကာဂျူနီယာဟာအာဂျင်တီးနားလိဂ်မှာအခြေအနေကောင်းနေတယ်လို့ခြေစွမ်းပိုင်းလည်းတည်ငြိမ်နေပါတယ်။အာဂျင်တီးနားကစားသမားအများစုကိုအခြေခံတိစောက်ထားပေမဲ့ PSC နဲ့မန်ယူတို့မှာကစားခဲ့တဲ့ကာဗာနီလိုဝါရင်တိုက်စစ်မှုမျိုးရှိနေတယ်လို့တောင်အမေရိကအင်အားကြီးအသင်းတွေရဲ့ထုံးစံအတိုင်းတိုက်စစ်ကစားပုံကောင်းလွန်းတဲ့အသင်းလေးဖြစ်ပါတယ်။ Benfica ကတော့ Portugal မှာ Sporting Lisbon နဲ့ Champions League အတွက်အကြိတ်နဲ့ရှင်ပြိုင်ခဲ့တယ်ဆိုပေမဲ့ဒုတိယနဲ့ပဲချိန်နှက်ခဲ့ရတာပါ။ PSC ကနေရောက်လာတဲ့ Di Maria ဦးဆောင်ကစားနေတဲ့ Benfica မှာအီတလီလက်ရွေးစင်တိုက်စစ်မှု Belotti လိုကစားသမားတွေလည်းရှိနေတာပါ။ ဘင်ဖီကာအတွက်အကျိတ်ငယ်ကစားရတာမျိုးဖြစ်နိုင်ပေမဲ့ဘင်ဖီကာပဲအနိုင်ရရှိသွားမယ်လို့တော့သတ်မှတ်ချင်ပါတယ်။ဖလူမီနီးစ်နဲ့ဒေါ်မွန်တို့ပွဲစဉ်တွေကတော့ဒုတိယနေ့ပွဲစဉ်တွေထဲမှာအကောင်းဆုံးပွဲဖြစ်လာပါလိမ့်မယ်။နှစ်သင်းလုံးကတိုက်စစ်အသားပေးကစားတဲ့အသင်းတွေဖြစ်ပါတယ်။ဒေါ်မွန်ကနောက်ဆုံးကစားခဲ့တဲ့6ပွဲဆက်နိုင်ထားတယ်လို့အဲ့ဒီ6ပွဲမှာ90အထိသွင်းယူထားခဲ့ပြီးတော့နိုင်ခဲ့တဲ့အသင်းတွေထဲမှာဘာစီလိုနာလိုအသင်းတော်မှာပါဝင်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်ဖလူမီနီးစ်နဲ့ဒေါ်မွန်တို့ပွဲဟာ တိုက်စစ်ချင်းအားပြန်ပြီးဂိုးရီအများကြီးတွင်းကြမဲ့ပွဲဖြစ်တယ်လို့တော့ဒီဗီဒီယိုလေးမှာသုံးသပ်ပေးခဲ့ကြပါတယ်။ညီကိုတို့ရောဘလို့ထင်မြင်ပါသလဲ။ဘာမကဲရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးရဲ့အောက်မှာ comment တွေပေးခဲ့ပြီးတော့သုံးသပ်ဆွေးနွေးသွားနိုင်ပါတယ်ခင်ဗျာ။ညီကိုတို့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။